ကိုဗစ် -19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်တအုပ်တွေ့ရှိကြောင်းကျန်းမာရေးဝန်ကြီးဌာနရဲ့မေလ19ရက်နေ့ည7:00နာရီသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မေလ17ရက်မှ18ရက်နေ့အထိဓာတ်ခွဲနမူနာ2462ခုကိုစစ်ဆေးခဲ့ရာလူနာသစ်တအုပ်ကိုတွေ့ရှိခဲ့တာလို့ဆိုပါတယ်။အစိုးရခံကာလအတွင်းရောဂါပိုးတွေ့ရှိရမှုရာဂိုင်းနှုန်း3.34ရာဂိုင်းနှုန်းဖြစ်ပြီးကိုဗစ် -19 ရောဂါနဲ့သေဆုံးသူမရှိဘူးလို့ထုတ်ပြန်ပါတယ်။ ကိုဗစ် -19 ဟာဟောင်ကောင်စင်ကာပူတရုတ်နဲ့ထိုင်းနိုင်ငံတို့မှာစိုးရိမ်စရာအဖြစ်တိတ်တဆိတ်ပြန်လည်ထွက်ပေါ်လာပြီးကူးစက်မှုတိတိတသားမြင့်တက်လာကြောင်း The Nation Thailand သတင်းမှာဖော်ပြထားပါတယ် ျမ၏ဝင်ကြီးဌာနအနေနဲ့လေစိတ်စိတ်ကမ်းနဲ့နေဆက်ဝင်ထွက်ပေါက်တွေမှာအဖျားယောဂါလက္ခဏာစောင့်ချက် ကြည့်ရှုခြင်းပြည်သူ့ကျမ၏ဦးစီးဌာနတွင်နဲ့ဆေးရုံတွေမှာအဖျားယောဂါလက္ခဏာစောင့်ချက်ကြည့်ရှုခြင်းတန်တရားလူနာတွေ့ရှိပါကတန်တရားလူနာတွေတည်ကြထားရှိ ကုသနိုင်ဖို့ကြိုတင်ပြင်ဆင်ခြင်းတို့ကိုပုံပုံအားဖြင့်ဆောင်ရွက်နေတယ်လို့ဆိုပါတယ် ယခုလအတွင်း Gavi Support for C90 Vaccination အစီအစဉ်နဲ့ကူးစက်လွယ် Omicron အုပ်စုမှမျိုးရိုးဗီဇာပြောင်းလဲလာတဲ့ JN1 အုပ်စုနဲ့နောက်ဆက်တွဲမျိုးရိုးဗီဇာပြောင်း COVID-19 Virus ပိုးတွေကိုကာကွယ်နိုင်တဲ့ Pfizer COVID-19 Vaccine JN1 တွေကိုဆက်လက်ထိုးနှံပေးမယ်လို့သိရပါတယ် မြန်မာနိုင်ငံမှာ COVID-19 ရောဂါနဲ့သေဆုံးသူကို2023ခုနှစ်မေလ17ရက်နေ့မှာနောက်ဆုံးတွေ့ရှိခဲ့ရပြီးရောဂါနဲ့ထပ်မံသေဆုံးမှုမရှိခဲ့တာနှစ်နှစ်ကျော်အချိန်ကာလရှိပြီဖြစ်တယ်လို့လည်းသိရှိရကြောင်းပါခင်ဗျာ